အဂရီဟိုနေကထိုင်းရဲ့ဒီ TV visa ရထားတဲ့ပုံလေးကို story မှာ share ထားတော့တော်တော်များများအဂရီလာမေးကြတယ်ဒီ TV visa ဆိုတာကပါလေဘယ် agency နဲ့လောက်တာလဲဘယ်လောက်ကုန်ကြသွားလဲဘယ်လောက်ချိန်ကြာဆောင်ရလဲကမ္ဘောဒီးယားထိသွားစရာလိုလားစတဲ့မေးခွန်းလေးတွေကိုအဂရီကဖြေရမှာဖြစ်ပါတယ် ဲ့တော့ DTP visa ဆိုတာကပါလဲ DTP visa က digital nomad visa ဒါမှမဟုတ် destination thailand visa လို့ခေါ်ပါတယ်ဒီ visa ကထိုင်းအစိုးရမှာ internet ကနေတဆင့်အလုပ်လုပ်နိုင်တဲ့သူတွေဖြစ်တဲ့ programmer designer content creator တွေနဲ့ digital nomad တွေကိုထိုင်းနိုင်ငံမှာနှစ်ရှည်နေထိုင်လို့ရအောင်ရည်ရွယ်ချက်နဲ့ထုတ်ပေးထားတဲ့ visa တို့မျိုးဖြစ်တယ်။ DTP visa ကဘာထိုးချလဲဆိုရင်သူက9နှစ်တတန်းရှိပြီးထိုင်းနိုင်ငံမှာနှစ်ရှည်နေထိုင်လို့ရတယ်။ထိုင်းနိုင်ငံကိုတကြိမ်ဝင်ရောက်ရင်လည်း6လနေထိုင်လို့ရတယ်။ဒါပေမဲ့6လသက်ကျော်သွားရင်တော့အခွန်ဆောင်ရတာတို့အလုပ်လျှော့တာတို့ဖြစ်တတ်တယ်။အလုပ်လျှော့တတ်တာချင်တော့ agency နဲ့လုပ်လို့ရပါတယ်။ AV ကတော့ဒီ agency နဲ့တဆင့်လုပ်ထားတာဖြစ်တယ်။ကမ္ဘောဒီးယားထိသွားစရာမလိုဘူး။ interview လည်းလုပ်စရာမလိုဘူး။လိုအပ်တဲ့ချက်လက်လေးတွေကိုပေးလိုက်ရပါပြီ။ AV အနေနဲ့ပေးလိုက် ဲ့အချက်လက်တွေကတော့ scan ဖတ်ထားတဲ့ passport page ပုံဓာတ်ပုံတပုံမှတ်ပုံတင်အိမ်ထောင်စုစည်ရင် notary ပြင်ထားတဲ့ပုံ bank ထဲမှာ show money သိန်း900ရှိတဲ့ပုံ6လစာ bank statement နဲ့ bank certificate ပုံလိုအပ်တဲ့အချက်လက်တွေပြည့်စုံသွားပြီဆိုမှ DTV visa ကိုစရှောက်ပေးတယ်။ Egree အနေနဲ့10ရက်လောက်နဲ့ visa ကျလာတယ်။ကုန်ကျစရိတ်ကတော့ဘက်ငွေ9000ခွဲဝန်းကျင်လောက်ကျခဲ့ပါတယ်။ဒါလေးတွေကတော့ Egree လုတ်ခဲ့တဲ့အဆင့်လေးတွေကိုထပ်ပြီးရှင်းလင်းလုပ်ပေးတာဖြစ်တယ်။အသေးစိတ်ကိုတော့ဒီ page မှာတွားပြီးမြင်လို့ရပါတယ်နော်။ နောက်ပြီးဒီ TV visa က digital nomad တွေအတွက်ထုတ်ပေးတဲ့ visa လည်းဖြစ်တယ်ဆိုတော့ဒီနေ့ခက်က social media ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေနဲ့ internet ကနေငွေရှာတဲ့ခက်ဖြစ်တဲ့အတွက်ကြောင့်ဒီငွေရှာတဲ့နီလန်းတွေထဲကနေတခုဖြစ်တဲ့ content creation ကိုစိတ်ဝင်စားကြရဲဆိုရင် degree ကိုမေးထားတဲ့မိကုန်းနဲ့အားလုံးကိုစုပြီးတော့အကောင်းဆုံး program လေးတခုကိုတင်ထားပေးပါတယ်ဒီထဲမှာ workbook တွေပါမယ် video တွေပါမယ်တကယ်လို့စိတ်ဝင်စားကြရဲဆိုရင်ခုမှမှာချထားပေးတဲ့ link ထဲမှာဝင်ကြည့်ရပါတယ်နော်